ရီးမီးယားလိပွဲစဉ်39ချယ်ဆီနဲ့မန်ချက်စတာယူနိုက်တက်အပိုင်းနှစ်မင်္ဂလာပါကိုခဲင်းစတာဖုတ်ဘောရှုနဲ့ချက်စီတီဗီကနေအားလုံးကိုကြိုဆိုပါရစေကျွန်တော်ကိုခဲမှာတောက်ကြညတနာ45မှာရှင်ပြိုင်ကစားမယ်ချက်စီနဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲကြိုသုံးသက်ချက်ဒုတိယပိုင်းကိုလှုပ်ပေးသွားကြပါတယ်ဒုတိယပိုင်းမှာတော့နီးပြောပိုင်းသုံးသက်ချက်တချို့နဲ့အာရှရဲ့အစောပိုင်းအကျော်ပေးမှုတွေကိုဆွေးနွေးသုံးသက်သွားမှာဖြစ်ပါတယ်ဒီပွဲနဲ့ ပတ်သက်ပြီးတချို့ကစနေမှာကစားမှာလားတောက်ကြမှာကစားမှာလားလာမေးကြတယ်တောက်ကြညဘက်မှာကစားမှာပါเนาะမနေ့ပြန်ညဘက်ကြီးတနအီ45မှာရှင်ပြိုင်ကစားမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ယူရိုပါလိဖိုင်နယ်ကံဖို့ရှိနေတဲ့မန်ချက်စတာယူနိုက်တက်ရောတော်တင်ဟော့စ်ပါ စောပြီးတော့ပရီးမီးယားလီးယားကန်ခိုင်းတဲ့သဘောမျိုးပါစပါးတော့အစတန်ဗလာနဲ့တွေ့ရမှာဖြစ်ပြီးချယ်ဆီကတော့မန်ချက်စတာယူနိုက်တက်နဲ့တွေ့ရမှာဖြစ်တဲ့အတွက်နော်ယူရိုပါလိဖိုင်နယ်ပြိုင်မဲ့အသင်းနှစ်သင်းလုံးစောလျင်စောသွားပရီးမီးယားလီးပွဲစဉ်30ခုကန်ရတဲ့သဘောမျိုးဖြစ်ပါတယ်မမားနဲ့တော့တော်ကြစနေညကြီးထားကြည့်မှာဆိုလို့တောက်ကြညတနေ့45ပါ Okay ဆိုတော့ဒီပွဲရဲ့အကျိုးပေးမှုနဲ့ပတ်သက်ပြီးရင်စဆွေးနွေးသုံးသပ်မယ်ကျွန်တော်မြင်လိုက်တဲ့အချိန်မှာမျက်လုံးပြူးသွားတယ်နှစ်ခါသုံးခါပြန်ကြည့်ရဟာဟောဟောရဲ့လားဆိုပြီးဘာကြောင့်လဲဆိုတော့ဒီအကျိုးပေးမှုကရေးလေပြင်းတယ်ဗျာ ်ချယ်ဆီဒီအချိန်မှာတိတ်တော့ကောင်းတဲ့ဖောင်ရှိနေတဲ့အသင်းမဟုတ်ဘူးဒါတောင်မှမန်ချက်စတာယူနိုက်တက်ကိုတလုံးသွင်းရင်အပြည့်အရှုံးပေးတာပွဲနာနေရင်တော့အကျော်ပေးမှုပြောင်းကောင်းပြောင်းသွားနိုင်တယ်ဒီတက်တော့မပြင်းတော့ဘူးဗျာဒီတက်ပို့ပြီးတော့နဲမယ်တလုံးတဝက်တို့ဘာလို့ဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဝမ်းဒီတော့မရောက်တော့ဘူးတလုံးတဝက်ဖြစ်မလားတလုံးအပြည့်ဖြစ်မလားပဲ တစ်ချက်စောင့်ကြည့်ရမယ်အဲ့တော့တောက်ကြညာကစားမဲ့နှစ်ပွဲလုံးမှာဘူကီတွေကဘလောက်လဲတယ်လဲဆိုရင် Aston Villa နဲ့ Chelsea ကအပိုင်းတီးမယ်ဆိုတာသိထားတဲ့အတွက်ကြောင့်စပါးဖြစ်ဖြစ် Manchester United ဖြစ်ဖြစ်တာမန်အသင်းသေးတသင်းလို့အကျော်ပေးမှုမျိုးအင်ရှင်အသင်းတွေကပြန်ပေးထားတာပါ Villa Chelsea နှစ်သင်းလုံးတစ်လုံးအပြေရှုံးဖြစ်ပါတယ်ဒါအင်ကွန်းမှာတစ်လုံးပြေရှုံးကပွင့်လင်းပြောရင်တော့အသင်းငယ်လေးတသင်းကိုပြန်အကျော်ပေးထားတဲ့ပုံစံမျိုးဗျ Chelsea ဒီ Champions League ဝင်ခွင့်အရန်လိုအပ်နေတဲ့အခြေအနေမျိုးအမှတ်မဖြစ်မနေစုဆောင်ရမယ့်အခြေအနေမျိုး တဖက်ကလည်းယူရိုပါလိမှာဖိုင်နယ်ကစားမယ့်အခြေအနေမျိုးကျွန်တော်ရဲ့ပွဲချုပ်သုံးသပ်ချက်အပိုင်းတစ်ထဲမှာပါပါတယ်ဒီလိုလွန်ဆွဲနေတာအဲ့တော့ကြောင့်ဒီကြောပေးမှုကပေးမှာပဲဗျတိုးတော့ကျွန်တော်ကတော့အဲ့လောက်ထိပြင်းမယ်လို့မထင်လိုက်ဘူးတလုံးတစ်ဝက်ရှုံဒါမှမဟုတ်1 D ပေါ့နော်တိုးတော့အများကြီးကျွန်တော်တို့ထင်တာထက်ပိုပြင်းပါတယ်အဲ့တော့ကြောင့် handicap ရရွေးချယ်မှုကျွန်တော်တို့တေချာစမ်းစစ်စဉ်းစားဖို့လိုလိမ့်မယ်တူတယ်ကိုနဲ့ပြန်ချိန်ကြည့်အောင်တူတယ်ကိုက3လုံးတစ်ဝက်ရှုံဖြစ်ပါတယ် အမှစတွေ့တာပဲ Aston Villa Tottenham Hotspur တို့တဲ့ဂူးနဲ့ပါကျွန်တော်ပြန်ချိန်ပြမယ် Handicap နှစ်ပွဲလုံးတူပေမဲ့ တိုတယ်ဂိုးမှာကွာခြားသွားတယ်။ Aston Villa တော်တင်းဟော့စ်ပါဘွဲကတော့၃လုံးအပြည့်ရှုံးပေးထားပြီး Chelsea ဘွဲကတော့၃လုံးတဝက်ရှုံးပဲပေးထားတယ်။၃လုံးတဝက်ရှုံးဟာနှစ်သင်းပေါင်းအတွင်းကို၃ဂိုးအောက်လောက်သွားဖို့များတဲ့အကျော်ပေးမှုမျိုးပါ။ပုံသေးတော့မဟုတ်ဘောနော်ဖြစ်နိုင်ချေရှိတဲ့အကျော်ပေးမှုမျိုးကျွန်တော်ပြန် sharing လုပ်ပေးတာပါ။ဆိုတော့နှစ်သင်းပေါင်းအတွင်းကို၃ဂိုးပဲထားပါတော့။၃ဂိုးဆိုရင် Chelsea 3-0ဆိုတာထက် 20တို့ဒါမှမဟုတ်လေ21တို့10တို့စတဲ့ reset မျိုးဖြစ်ဖို့များတယ်တိုတယ်ကို over ဖြစ်ဖို့ဆိုတာတိတ်ပြီးမလွယ်ဘူးတိုတယ်ကို under လောက်ပဲပို့ဖြစ်နိုင်ချေများပါတယ်တစ်ဖက်က Aston Villa ပွဲကတော့တိုတယ်ကို over ဖြစ်သွားနိုင်တယ်ဆိုတော့ကျွန်တော်တို့ handicap ပြ Chelsea Manchester United ပွဲကိုပြန်ချိန်ကြည့်မယ်ဆိုရင် Chelsea 3ဂိုးပြည့်ကြီးနဲ့နိုင်သွားဖို့ထက်ကျွန်တော်ကတော့2-0သီးဖြစ်နိုင်တယ်လို့ဒါမှမဟုတ်လေ1-2-1ဆိုတဲ့ result မျိုးပိုဖြစ်နိုင်အဲ့တော့ Chelsea တွေ Nicholas Jackson မပါဘူး Jackson မပါဘူးဆိုရင်ကိုယ့်ရဲ့ teammates တွေကပါဂိုးသွင်းဖို့အတွက်ရုန်းကန်ရလိရှိတယ် Chelsea ရဲ့ပြဿနာလည်းအဲ့ဒါပဲ Jackson ပါလဲဘာမှတော့မထူဒါပေမဲ့ Jackson ပါရင်သူ့ဘာကိုတောင်ပြေးမြောက်ပြီးတောင်ကန်မြောက်ကန်နဲ့ကိုယ့်ရဲ့ teammates တွေကနေရာလွတ်တွေရတယ် Jackson မပါဘဲနဲ့ဘလို့တည်သုံးမလဲဆိုတဲ့အပိုင်းကလည်းစဉ်းစားကြည့်စရာပဲအဲ့ဒီအတွက်ကြောင့် Chelsea က2-0 လောင်းနဲ့ကိုပြက်သွားတဲ့အချိန်ကျရင်ထိန်းကိန်ယူနိုက်တက်ကတကူသွင်းတူဝမ်းနဲ့ဖြစ်သွားတဲ့ပုံစံမျိုးတို့ဒါမှမဟုတ်လဲချယ်ဆီက1-0လောင်းနဲ့ထိန်းကန်သွားတဲ့ပုံစံမျိုးတို့ဖြစ်နိုင်တယ်ဂိုးပြက်ဖို့ဆိုတာထက်နိုင်ဖို့တေချာအောင်ပဲကစားနိုင်တယ် ဲ့တို့ကြောင့်တလုံးအပြည့်ရှုံးဆိုတဲ့အကြောပေးမှုကိုကျွန်တော်ကတော့ဟိုချက်စီ TV ဖြုတ်ပြီးกว่าဆိုပြီးမစွန်စားရဲတာအမှန်ပဲ 1D ဒါမှမဟုတ်တလုံးတဝက်ရှုံးဆိုရင်တောင်မှချက်စီကိုကျွန်တော်ရွေးချယ်အောင်မယ်ချက်စီကလည်းပွဲတိုင်းကိုဂိုးပြတ်နိုင်တယ်ဆိုရင်တမျိုးဗျာရှေ့ကဖူလန်တို့အေဗာတန်တို့တောင်မှတကူးတဲ့နဲ့ကတ်နိုင်အောင်မနေစူးစားခဲ့ရတာအဲ့ဒါဖူလန်အေဗာတန်နော်မန်ချက်စတာယူနိုက်တက်ကအခုနောက်ပိုင်းပွဲတွေမှာချက်စီကိုဆိုရင်တည်တော့ ခံကစားလေးရှိတယ်ပြီးခဲ့တဲ့ရာသီဒုတိယအကြော်တော့ကပဲရှုံးခဲ့တာပေါ့နော်အဲ့တော့ကြောင့်ဂိုးပြက်မယ်လို့ကျွန်တော်မထင်ဘူးဒါမှမဟုတ်လည်းမတော်တဆပြက်ကောင်းလဲပြက်သွားနိုင်တယ် handicap ကတော့မသေးချာမြေရာမှုတွေအများကြီးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တိုတယ်ကိုရွေးချယ်ပေးခြင်းတယ်တိုတယ်ကိုတော့ပုံမှန်အားဖြင့်ကျွန်တော် over ကြိုက်တဲ့ကောင်သို့တော်လည်းဒီပွဲစဉ်မှာအနေငယ်စွန့်စားပြီးတိုတယ်ကို under တိုတဲကိုအောက်ကိုရွေးပေးလိုက်ပါတယ်ခင်ဗျကဲကျွန်တော်ဘီယိုဘိုင်းချစ်ကမှုအနေငယ်လုံးအောင်ပွဲနီးတဲ့အခါကျရင်မနှက်ပြန်ရောက်တဲ့အခါကျရင်ကျွန်တော်ပွဲထွက် line up အခင်းချင်းကိုနောက်ဆုံးရဒဏ်ရာပြဿနာဆင်းရဲနဲ့ထပ်ပြီးကျွန်တော်ဗီဒီယိုလေးတစ်ပုဒ်လုပ်ပေးမယ်လောလောဆယ်တော့ကျွန်တော်ဖြူအပိုင်းမှာပဲရေဘူးအဆန်ဆန်သုံးသပ်လိုက်မယ် Manchester United ကတော့ဘယ်ကစားသမားတွေဘလူးပါဝင်လာမယ်ကျွန်တော်လည်းမခံမှန်းတတ်ဘူး နက်ဖြန်ရောက်မှသေချာခတ်မှန်းမယ်လောလောဆယ်အခြေအနေကတော့ရေဘူးကားစီစဉ်ပြောရမယ်ဆိုရင် hybridsin ပုံစံမျိုးပဲ ruben amorin အနေနဲ့အသင်းရဲ့ပွဲထွက်ကစားသမားမဟုတ်တဲ့ကစားသမားတွေကိုကစားခိုင်းလာမယ်လို့ထင်တယ်အဲ့တော့ hybrid ဆော့တဲ့အတင်းကပုံမှန်အားဖြင့်ဆိုရင် hybrid ပဲကစားတာအာတန်တယ်ဗျကင်ငါတို့ low block တွေ deep block တွေဆော့မယ်ဆိုတဲ့ယူဆချက်မျိုး ruben amorin မှာမရှိပါဘူးငါတို့ကဒီပွဲကိုခံကစားမလို့กว่าဆိုရင်လည်းသူတို့အဲ့လိုပုံစံဆော့မှာမဟုတ်ဘူးဗျနောက်တက်မှ3ယောက်เนาะအဓိကတော့ between the lines တွေမှာတီးပြအောင်သူတို့ကစားမယ်ပြီးရင်တလိုင်းချင်းတွေတိုးပြီးတော့ high line defense တွေတင်ဆော့မယ်ဒီ LCB RCB ကစားသမား2ယောက်ပါကျွန်တော်ရှေ့ထိ hybrid တွေပေးမယ်ဒါက Ruben Amorin ရဲ့ ်ပုံစံပဲဝင်းဘက်တရားနေတဲ့ဆင့်ကျွန်တော် overlap တွေတက်မယ်ပြီးရင်ဒီရှေ့ AM ကစားသမားတွေနဲ့တွဲမယ်တကယ်လို့ကို့အတင်းကခန်းစစ်ကစားနေရတဲ့ခါကျရင် နောက်ထပ် full back ပုံစံစုပ်ပြီးတော့ဒီ RCB SCB တွေနဲ့ပြန်တွဲမယ်ဒါက Ruben Amorin sorry ပုံစံမျိုးဘယ်ကစားသမားတွေဘလို့ပွဲထွက်လာမှန်းမသိတဲ့အတွက်ကြောင့်ကျွန်တော်ကတော့ details မပြောလို့တော့နော်အဓိကကျွန်တော် Chelsea ကိုပြောရမှာ Chelsea ကတော့သူက conference တွေရှိရှိမရှိရှိပြဿနာမဟုတ်ဘူးနောက်လာမဲ့တပတ်ကျော်မှ conference တွေကကန်းအမှာ Europa League ကအရင်စောကန်ရတာဟုတ် ဒါလေချက်စီးတို့ဟိုတနည်းတစ်ပုံကန်ကောင်းသွားတယ်မတော်တဆသာယူရိုပါလိစောကန်ရမယ်ဆိုချက်စီးကတိုင်ပတ်အောင်မယ်နော်အဲ့တော့ကျွန်တော်ချက်စီးရဲ့ပုံစံပုံမှန်အားဖြင့်ဆိုရင်တော့433 base ကိုအခြေခံတယ်တိုးတော့433 base တိုင်းစော့တဲ့အသင်းနေတော့မဟုတ်ပါဘူးဟို3 back နဲ့စော့လို့စော့တခါလေကြာရင်နောက်တန်းမှာ CB ကစားသမား2ယောက်ပဲဘောက်ဆဲမှာထားပြီးတော့ကျွန်တော်ရှေ့ထိဒီလိုပုံစံမျိုးတွေတက်စော့တာတွေလည်းအများကြီးမြင်ခဲ့ရပါဘူးတယ် inverted ပုံစံမျိုး၂ရောင်လုံးဝင်စော့ပလိုက်တဲ့အကွက်မျိုးတွေပေါ့ဗျာရှေ့ကိုကဲတိုးကွာမော်ဆက်စကိုင်စီလိုပါရှေ့ရောက်တယ်ဆိုတဲ့ပုံစံမျိုးဒီလိုမျိုးတွေဒါအရင်တော့ပုံစံကိုပြောရနော်ကူကူယဲလာရောမဲလူကူစတောအထဲဒီဝင်ပြီးစော့ခဲ့ဘူးတယ်အဓိကအဲ့ central zone မှာ chelsea အနေနဲ့ overload အရင်လုပ်တယ်ဒါပေမဲ့ကျွန်တော်ပြီးခဲ့တဲ့ newcastle နဲ့ပွဲမှာ chelsea ရဲ့အားနည်းချက်တခုကိုသွားတွေ့တယ်ဗျာအဲ့ဒီအချက်ကိုတော့ andumaris ကနေနဲ့တေချာပြုတ်ပြင်တင်တယ်ပြိုင်ဘက်အသင်းတော်တော်များများဒီ building the lines တွေပေါ့နော် building the lines ဆိုတာ defensive line နဲ့ midfield line ကြားတဲ့ကနေရာတွေအဲ့ဒီနေရာဗျာကျွန်တော်ပြောပြမယ်ဒီ ဒီနေရာတွေကိုပြောတာ အဲ့ဒီနေရာတွေကဂိုးရဖို့အတွက်အရန်အားကောင်းတဲ့နေရာတွေဇုံဆက်လေးဆိုတာလည်းဒီနားမှာရှိတာ now pocket space တွေဆိုတာလည်းဒီနားမှာပဲရှိတာအဲ့ဒီ pocket တွေဇုံဆက်လေးစတဲ့နေရာတွေကဒါပြိုင်ဘက်တွေအတွက်အိမ်မဆိုးဟိုမက်စီတဲ့နေရာတွေပဲတိုးတော့ခြေစည်းကအဲ့နေရာတွေမှာ new castle နဲ့ပွဲအလွတ်ကြီး new castle ကပွဲကိုထိန်းစော့နေလို့အဲ့ဒီအနိုင်ရမှတ်ကိုတေချောင်ထိန်းစော့နေလို့အဲ့နေရာမှာတကယ်တမ်းအခွင့်အရေးတွေကိုမိမိရအတုံးချနိုင်ခဲ့၄ဂိုးလောက်ပြတ်တယ်ခြေစည်းကိုဘာကြောင့်များဒီနေရာတွေခြေစည်းကလွတ်ပြီးစော့ပေးနေလဲတော့ကျွန်တော်လည်းနားမလည်ဘူး တကယ်တော့လေအဲ့နေရာမှာ Romeo level ရရှိတယ်ဗျာတခါလေကြာရင်နော် Romeo level ကိုနံပါတ်10ပဲထားပါတော့ Romeo level ရရှိတယ်ဗျာတခါလေကြာရင် Moises ကဒီနာကိုဝင်ဆော့တယ်အဲ့တော့ကျွန်တော်ကောက်ချက်ချမိတာကတော့ဒီ Newcastle နဲ့ပွဲမှာ Chelsea က in position ပထမပိုင်းမှာနည်းတယ်ဗျာ Newcastle ကတော့ပို့ပြီးတော့ in position များတယ်ဒုတိယပိုင်းရောက်မှသာလျှင် Chelsea ကနည်းနည်း stable ဖြစ်သွားတာအဲ့တော့ Chelsea ရဲ့အဓိကအားနည်းချက်ဒီ out of position ဖြစ်တယ် out of position ဆိုတော့ဘောလုံးမရှိတဲ့အချိန်ဘောလုံးမရှိတဲ့အချိန်ကျရင် Romeo level ကဒီနေရာမှာဘောလုံးခွဲပေးနိုင်တယ် vision ရှိတယ် handle ယ်လို့ဘေးနိုင်ပင်မဲ့သူနည်းနည်းဝိနေတော့မဲဗျာ တိတ်ပြီးတော့ healthy ဖြစ်တယ်လို့ကျွန်တော်မခံစားဘူးအဲ့တော့ तू ကရှေ့ဒီရောက်သွားပြီဆိုရင် နောက်ကိုပြန်မစင်းနိုင်တော့ဘူးပါမန်းနဲ့အန်ဇိုကလည်းဗျာမစင်းပေးနိုင်ဘူးဘာကြောင့်လဲဆိုတော့အန်ဇိုကို तू ကနံပါတ်8တန်းတာဝန်ပေးထားတဲ့အတွက်ကြောင့် तू က6ကိုပြန်စင်းဖို့ဆိုရင်အန်ဇိုကအထ၄တော့အဲ့တော့ level ကလည်းကြံခဲ့တဲ့အချိန်ဒီနေရာကြီးကအလွတ်ကြီး Moises ကဒီနေရာကိုတက်ဖြဲတဲ့အချိန်ကျတော့ဒီဘက်တွေကိုလှမ်းလှမ်းပြီးတော့ Newcastle ကနော် overlap တက်လာတဲ့ကစားသမားကိုလှမ်းပေးတာ Liverpool လားမသိဘူးအဲ့နေရာကြီးကဂျိုးပေါကြီးတွေအရင်အကြီးတွေဗျာဆိုတော့ပြိုင်ဘက် United က ကတော့အင်ပြအားပြီးဖြစ်မှာမဟုတ်ဘူးသူတို့ရဲ့အဓိကကစားသမားတွေကိုလည်းသုံးမှာတော့မဟုတ်ဘူးတို့ပင်မဲ့အဲ့နေရာတွေမှာကျွန်တော်ပြောမယ် AM ကစားသမား2ယောက်ရှိတယ်။နောက်ဝင်းဘတ်တရားလည်းဒီလိုဝင်းဆော့နိုင်တဲ့အခါကျတော့အခက်မသိရင်မတော်တဆပါတော့ဂိုးတွေဘာတွေပြန်ပေးရနိုင်ကူလူရှင်းဆွဲရမယ်ဆိုရင်ကျွန်တော်ကတော့ Chelsea နိုင်မယ်ဆိုတာယုံကြည်တယ်။သို့တော့ဂိုးပြတ်ဖို့ကတော့အဲ့လောက်ထိ မလွယ်ဘူးနဲ့တူတယ်။အဲ့လို2-1လို့ Reset မျိုးတို့ ဒါမှမဟုတ်လေ1 0တို့စတဲ့ reset တွေဖြစ်သွားနိုင်တယ်ပေါ့ကျွန်တော်ကတော့ Tutorial ကို Ender ကိုပဲဆက်လက်ရွေးချယ်ပေးနေပဲ video လေးဒီမှာနားကျင်ပါရခင်ဗျာ